အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူနေဖုံးလာဖြစ်ပါတယ်ပုံမှန်ပြောနေကြဖြစ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကိုစီစဉ်တင်ဆက်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ထိုင်းပြည်ရဲ့မယ်တော်ဗဟင်မာကြီးတိရစ်ခက်ကန်တော်ကုန်ခဲ့ခြင်းအတွက် မျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူများရဲ့ခြေကွဲဝမ်းနည်းမှုကိုဖော်ပြအပ်ပါတယ်ဒီခုလိုထိုင်းနိုင်ငံရဲ့ နိုင်ငံတော်အဆင့်ကြေကွဲဝမ်းနည်းပွဲအချိန်ကာလမှာထိုင်းနိုင်ငံအတွင်းနေထိုင်နေကြတဲ့မြန်မာပြည်သူတွေအနေနဲ့ထိုင်းပြည်သူတို့ရဲ့ဝမ်းနည်းကြေကွဲမှုကိုထပ်တူခံစားလျက်ထိုင်းရိုးရာဒလေထုံးတမ်းတွေကို လေးစားလိုက်နာကြဖို့တိုက်တွန်းလိုပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးပွဲကနေတီမိုလက်စ်တီဒီမိုကရက်တစ်တမရနိုင်ငံကိုအာဆီယံရဲ့၁၇နိုင်ငံမြောက်အမြဲတမ်းဖွဲ့ဝင်နိုင်ငံအဖြစ် အတီးပြုလက်မှတ်ရေးထိုးလိုက်ကြောင်းသိရတဲ့အတွက်မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ဂုံယူဝမ်းမြောက်စွာကြိုဆိုကြောင်းပြောကြားလိုပါတယ်။ဒီမိုလက်စတေနိုင်ငံအနေနဲ့အခုလိုအာဆီယံမိသားစုဝင် ဖြစ်လာတဲ့အခမ်းအနားအစ်ကနေကျွန်ုပ်တို့ရဲ့ဒေတာရင်းစည်းလုံးညီညွတ်မှုပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမိုခိုင်မာပါစေလို့ဆန္ဒပြုဆုမွန်အထွေလိုပါတယ်။ဒါ့အပြင်58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးပွဲကထုတ်ပြန်ခဲ့တဲ့အာဆီယံခေါင်းဆောင်တွေရဲ့မြမအရေးတုံးသက်ချက်နဲ့ဆုံးဖြတ်ချက်တွေကိုလည်း ကြိုဆိုကြောင်းပြောကြားလိုပါတယ်မြန်မာပြည်သူများပိုင်ဆိုင်တဲ့မြန်မာပြည်သူများကဥဆောင်တဲ့ရေရှည်ပြည်လဲစီမဲ့ငြိမ်းချမ်းတဲ့အဖြစ်ကိုရှာဖွေနိုင်မှုဆက်လက်ကြိုးစားသွားမယ်လို့သိရတဲ့အတွက်လည်းမြန်မာပြည်သူတွေကိုစားကျေးဇူးတင်ရှိအပ်ပါတယ်မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်ကာလတွေအတွင်းမှာမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးတန်တမန်ကမြန်မာရေးသက်ဆိုင်သူတွေအားလုံးပါဝင်တဲ့အစည်းအဝေးတွေကိုကျင်းပခဲ့ရမှာ မြန်မာနိုင်ငံရဲ့အစိုးရဖြစ်တဲ့မြို့သားညီညွတ်ရေးအစိုးရ NUG မြန်မာနိုင်ငံရဲ့လွှတ်တော်ဖြစ်တဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH မြို့သားညီညွတ်ရေးတိုင်းပြည်ငံကောင်စီ NUCC တိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းများ EAO အတိုင်းပြည်ငံကောင်စီများ Federal Unit ကိုယ်စားလှယ်များနဲ့အခြားကိုယ်စားလှယ်အဖွဲ့များစူးစီးတက်ရောက်ခဲ့ကြပြီးဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲဖော်ဆောင်ခြင်းဒီမိုကရေစီကိုထိမ့်သိမ်းခြင်းနဲ့စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲတွေကိုပယ်ချခြင်းဆန်ရာထုတ်ပြန်ကြတဲ့ခုကို ဒေါ်လာရဲ့အဖွဲ့အစည်း20ကလက်မှတ်ရေးထိုးက2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ကပူးရဲထုတ်ပြန်ခဲ့ကြပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့အောက်ပါတောင်းဆိုချက်တွေဟာမြန်မာနိုင်ငံက2020ရွေးကောက်ပွဲကနေရရှိတဲ့လူထုထောက်ခံမှုရတရားဝင်မှု Digital Legitimacy ကိုကိုစားပြုတဲ့နိုင်ငံရေးအင်အားစုတွေနဲ့ရွေးကောက်ပွဲမဟုတ်တဲ့အခြားနည်းလမ်းတွေနဲ့ရရှိသောလူထုထောက်ခံမှုရတရားဝင်မှု De facto Legitimacy ကိုကိုစားပြုကြတဲ့နိုင်ငံရေးအင်အားစုတွေရဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုထင်ထပ်သော မြန်မာပြည်သူလူထုရဲ့အတန်ကိုကိုစားပြုသောဘုံတောင်းဆိုချက်တွေဖြစ်တာကြောင့်အာဆီယံနဲ့နိုင်ငံတကာအနေနဲ့အလေးအနက်ထားထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ထပ်မံတိုက်တွန်းလိုက်ရပါတယ်။တအာနာဒင်းဆေအုစုကစီစဉ်သောရွေးကောက်ပွဲများသည်ဘုံသဘောတူညီချက်၅ရက်သို့မဟုတ်နိုင်ငံတကာစံနှုန်းများအရတရားဝင်မှုလုံးဝမရှိသောကြောင့်ထို့သောသောမြည်သည့်ရွေးကောက်ပွဲများကိုမဆိုညှင်းပယ်ပါအတိမတ်ပြုခြင်းကိုညှင်းဆိုပါ။နှစ်လေကြောင်းနှင့်လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများကိုရပ်တန့်စေခြင်း စောင့်ကြည့်ခြင်းနဲ့သတင်းပို့တိုင်ကြားခြင်းရန်တရားများကိုအားကောင်းစေခြင်းပြည်တွင်းဒေသခံနှင့်နေဆက်ဖြတ်ကျော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကာအကွယ်ပေးရေးကွန်ရက်များကိုပံ့ပိုးပေးခြင်းအပါအဝင်အရသားများအပေါ်အကြမ်းဖက်မှုများမှကာကွယ်ရန်လက်ငင်းအစီအမံများဆောင်ရွက်ပါ၃နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့်လူခွင့်ဥပဒေကိုပြင်းထန်စွာချိုးဖောက်မှုများမြောက်သည့်စနစ်တကျလေကြောင်းတိုက်ခိုက်မှုများအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းများနှင့် ရဲသားများနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအလို့သမားများအားတိုက်ခိုက်မှုများပါဝင်ဆေးအုပ်စု၏လက်ရှိဖြစ်ပေါ်နေသောရက်ဆက်ကြမ်းကြုတ်မှုများအပေါ်နှုတ်ဆက်နေခြင်းကိုအဆုံးသတ်ပါ၄ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံထားရသောသမရဥဝင်းမြင့်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်တရင်တော့များတက်ကြွလှူရှားသူများနဲ့ရက်ရွာခေါင်းဆောင်များပါဝင်နိုင်ငံရေးကျင်းသားအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလှုပ်ပေးရန်တောင်းဆိုပါ၅ လိုက်နာခြင်းနဲ့တာဝန်ခံမှုကိုအားဖြစ်ပေးသည့်တန်တမန်အစီအမံများအာဆီယံအစည်းအဝေးများတက်ရောက်ခွင့်ကိုဆိုင်းငံ့ခြင်းညီနိုင်ဆောင်ရွက်သောနိုင်ငံတကာလှုပ်ဆောင်ချက်များမှတဆင့်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုဆက်လက်နိုင်နာမှုမရှိခြင်းနဲ့ဖီဆန်ခြင်းတို့အတွက်စစ်အုပ်စုအားတာဝန်ခံစေရန်လှုပ်ဆောင်ပါစစ်တပ်ကကြိုးခိုင်ထားတဲ့ဟန်ပြနိုင်ငံရေးလှည့်စားမှုမဟုတ်တဲ့ပြည်သူကတွန်းအားပေးသောအားလုံးပါဝင်နိုင်မှုရှိသောဒီမိုကရေစီနီးကျသော လုပ်ငန်းစဉ်ကသာ မြန်မာနိုင်ငံရဲ့အနာဂတ်ကိုအမှန်တကယ်ဆုံးဖြတ်ပေးနိုင်မယ်လို့တော်လိုင်းအင်အားစုတွေအားလုံးကယုံကြည်ပါတယ်။ဒါကြောင့်မြို့သားညီညွတ်ရေးအစိုးရအနေနဲ့မမိတ်တိုင်းရင်းသားအဖွဲ့တွေအပါအဝင်တော်လိုင်းအင်အားစုတွေအားလုံးနဲ့လက်တွဲကာနိုင်ငံရေးရတရားဝင်စဲဖြစ်တဲ့တရောင်းစဲရွေးကောက်ပွဲရလဒ်ကိုဆက်လက်ကန်ဆွဲလျက်မိမိတို့၏ပင်မနိုင်ငံရေးတန်းကြောင်ဖြစ်တဲ့ Federal Democracy Brainian အခန်း၃နိုင်ငံရေးလမ်းပြမြေပုံ အစစ်စက်တက်မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း တိုင်းပြည်ပြည်ပြည်ညီလာခံကရေးဆွဲတည်ပြုထားသည့် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေကိုလူမှုဆန္ဒခံယူပွဲကျင်းပပြီးအတည်ပြုပြဋ္ဌာန်းခြင်းနှင့်ရွေးကောက်ပွဲကျင်းပခြင်းမူပေါင်းအတိုင်းရက်ဒီကစနေပြောင်းတော်လှန်ရေးကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါသည်လက်ရှိမှာလဲ Federal Democracy ပြည်ညာအခန်း3နိုင်ငံရေးလမ်းပြမြေပုံအဆင့်ရှင့်ဖြစ်တဲ့ Federal အတွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ Articles of Federal Transitional Arrangement AFTA ကို ဒေါ်လာရင်းအင်အားစုတွေစုပေါင်းရေးဆွဲလျက်ရှိသလိုစုပေါင်းဥဆောင်မှုအတွက်ပုံမူခိုင်မာအားကောင်းတဲ့ဘုံနိုင်ငံရေးသဘောတူညီချက်တွေရရှိနိုင်မှုအတွက်လည်းတွေ့ဆုံဆွေးနွေးပွဲတွေကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေပါတယ်။ဒါကြောင့်အာဆီယံအနေနဲ့အကြံဘတ်စစ်ကော်မရှင်ကဥဆောင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုတရားဝင်မှုရရှိစေဖို့လှုံ့ဆော်ပေးခြင်းမပြုဘဲမြို့သားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသမှာမိအဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့နန်းချောင်းကို ထောက်ပံ့မှုပေးဖို့အလေးအနက်ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။ ဆက်လက်ပြီးအထူးပြုပြောကြားလိုတဲ့ချက်ကတော့မြန်မာနိုင်ငံသာမကအာဆီယံအဝင်းအဝိုင်းသာမကပဲကမ္ဘာနိုင်ငံအသီးသီးကကမ္ဘာသူကမ္ဘာသားတွေအားလုံးကိုဒုက္ခပေးနေတဲ့ online ကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေနဲ့မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေအကြားဆက်နွယ်မှုကိစ္စဖြစ်ပါတယ်။တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ကိုကန့်နယ်ကြားဆောင် တက်ခေါင်းဆောင်ဝေဆန်းဝေဟွာယန်ရဲ့ထွက်ဆိုချက်တွေမှာစေအောင်စုရဲ့ကာဝယ်မှုနဲ့ခွင့်ပြုချက်တွေရရှိခဲ့ကြောင်း online လိမ်လည်မှုစင်တာတွေကိုကာဝယ်ဖို့အတွက် လိန်နယ်ရရှိတဲ့ငွေရဲ့တစ်စိတ်တစ်ပိုင်းကိုစေအုပ်စုကိုပေးဆောင်ခဲ့ရကြောင်းအတိတ်ပဲတက်ရောက်တဲ့အချက်တွေထွက်ဆိုထားတာကိုကြည့်ရင်အကြမ်းဖက်စစ်တပ်ဟာဒီလုပ်ငန်းတွေနဲ့ဓာတ်ရိုက်ဒါမှမဟုတ်တွေဝိုက်ပံ့ပိုးမှုရှိကြောင်းတပ်တွေတွေကထင်ရှားတာကြောင့်နိုင်ငံတကာအတိုင်းဝိုင်းကဒီရာဇဝတ်လုပ်ရက်တွေကိုရပ်တန့်မှုဆေးဥစုပေါ်ယခုတက်ပို့တဲ့ပိတ်ဆို့ရေးယူဆောင်ရွက်မှုတွေလိုအပ်ကြောင်းတိုက်တွန်းပြောကြားလိုပါတယ်။ထပ်မံအသိပေးလိုတာကတော့မြန်မာနိုင်ငံသားတွေကမ္ဘောဒီးယားနိုင်ငံဗတ်ချန်းကို လိန်လေခံရပြီးလူရောင်းဝယ်မှုခံရမှုအရမလောအပေးစေခိုင်းခံရမှုလိန်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုတွေကိုအွန်လိုင်းကြားဖြန့်လိန်လယ်မှုလုပ်ငန်းတွေမှာကျူးလွန်ခံနေရကြောင်းကုညီကယ်ဆယ်ပေးဖို့အကူအညီတောင်းတာတွေမူရစေဘာနဲ့ရာဇဝဲမှုဆိုင်ရာ ကုလသမဂ္ဂယုံ UNODC ကဇက်တိုက်လက်ခံရရှိနေတယ်လို့သိရပါတယ်အွန်လိုင်းကခေါ်တဲ့အလုပ်တုတွေကို အထူးစစ်စစ်ပြီးမှ အလုပ်သွားလုပ်ကြဖို့နဲ့ ကြားဖြတ်နဲ့ပတ်သက်ပြီးအထူးသတိရှိကြဖို့ကျွန်တော်တို့မြန်မာပြည်သူတွေကိုအထူးသတိပေးပြောကြားလိုပါတယ်။မြန်မာနိုင်ငံနဲ့အထူးသဖြင့်အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံနေကြောင်တပ်တွေထိန်းချုပ်ထားတဲ့နေဆက်ဒေသတွေမှာအများဆုံးအခြေစိုက်ဖြစ်ပေါ်နေတဲ့ online ကြားဖြတ်နိုင်လည်မှုလုပ်ငန်းတွေအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းတွေကိုနိုင်ငံတကာအတိုင်းအဝိုင်းကဖြေရှင်းမှုကြိုးပမ်းဆောင်ရွက်နေမှုကိုမြို့သားညီညွတ်ရေးအစိုးရအနေနဲ့အတိမတ်ဖြူချီးကျူးဂုဏ်ပြုသလို့ ်ပူးပေါင်းဆောင်ရွက်ဖို့လည်းအများရန်ဆင်နေရှိကြောင်းပြောကြားလိုပါတယ်။မြို့သားညိုရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ထိရောက်စွာအကောင်အထည်ပေါ်ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။အွန်လိုင်းကြားဖြတ်လိမ်လည်မှုလုပ်ငန်းအချို့ကိုစစ်တပ်ကဝင်ရောက်စီးနင်းတဲ့အောင်အယောင်ပြဆောင်ရွက်ပြတာတွေကိုကြည့်ပြီးစစ်တပ်ရဲ့လှည့်ကွက်တဲ့မဝင်မိကြဘူးအရေးကြီးပါတယ်။ ေကြားဆောင်တက်တွေဟာမြမစစ်တပ်ရဲ့လက်အောက်ခံတက်တွေဖြစ်တာကြောင့်ဒီ online ကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေရဲ့နောက်ွယ်မှာမြမစစ်တပ်ခေါင်းဆောင်တွေထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှုရှိနေတာကိုသိမြင်ပြီးဒီအရင်းအမြစ်ကိုဖြန့်နိုင်ကမှဒီကိစ္စတွေခြုံငိမ်းမှာဖြစ်ကြောင်းပြောကြရင်အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အကြီးတော်ဘုံ မုတ်ချအောင်ရမည်